Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့လုပ်ပေးမယ့်ဗီဒီယိုလေးကကြတော့ဒီလာမယ့်ဂျွန်လမှာဆိုလို့ရှိရင်အချိန်နဲ့ပတ်သက်ပြီးတော့ငါဘာတွေကိုကြုံတွေ့ရဖို့ရှိလဲဆိုတာကိုအတရီတွေပြပေးချင်ပါတယ်ရှင်အကြောင်းမလို့တကယ်လို့များတာဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူတွေထဲမှာလာမယ့်ဂျွန်လမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ချင်းရည်ဟာဆိုလို့ရှိရင်ဘာဆက်ပြီးတော့ဖြစ်လာဖို့ရှိလဲဆိုတာကိုသိကြည့်နေဆိုရင်တော့ဗီဒီယိုလေးကိုအစအနေဆုံးပြီးကြည့်ပြီးတော့ပြောချင်ပါတယ်เนาะဒါက generating ဖြစ်တဲ့အတွက်ကြောင့်အာ ပြောလို့ရှိရင်တော့အကုန်လုံးရဲ့ energy ထူပြီးတော့မှပြောပြထားပါတယ်တကယ်လို့ကိုယ်နဲ့ energy တော့ကိုက်နေဆိုလို့ရှိရင်တော့ဒါကတော့တကယ်ကို energy match ဖြစ်တယ်လို့ပြောလို့ရပါတယ်ဒါကြောင့်မလို့အာ generating အပြင်ကမှမဒီ personal reading လေးကိုတိကျနေဆိုလို့ရှိရင်တော့ဒီ telegram channel လေးမှာထားပြီးတော့မှ personal mail ကိုလည်းလာပြီးတော့ mail လို့ရပါတယ်နော် face လေးနေလည်းကကျတော့ one question ကိုလည်းထားပါပြီးခါကြလို့ရှိရင် three question ဆိုလို့ရှိရင်တော့ငါးတော့နဲ့မှချဖြစ်ပါတယ်အခုဒါဆိုလို့ရှိရင်တော့ဒီဂျွန်လာမှာဆိုလို့ရှိရင်တွေ့ရမယ်အခြေအပေါ့နော်ကကြမ္မာလေးတွေကိုပြီးနေဖြစ်ပြရအောင် ဖြစ်ကမြဲဆောက်ဆိုင်နေရတယ်တဲ့ကိုချစ်တဲ့သူလုံးမဟုတ်နော်အချိန်မှဆိုလို့ရှိရင်ကိုမျောလင်းထားတဲ့အရာလေးတွေရှိမယ်အစ်င်းနဲ့ပတ်သက်ပြီးတော့ဗောနော်အော်ဒါလေးတော့ဖြစ်စေချင်တယ်ဒါလေးတော့ရရှိချင်လိုက်တာဒါလေးတော့အော်ဖြစ်လာရင်ကောင်းပါပြီဆိုပြီးတော့မှကိုဘက်ကတွေးထားတဲ့အရာလေးတွေရှိမှာပေါ့အစ်င်းနဲ့ပတ်သက်ပြီးတော့ထားပါတော့နော်အော်ကိုကတစ်ဖက်တက်ကြရတဲ့သူဆိုလို့ရှိရင်တစ်ဖက်သူကငါ့ကိုပြင်ဆင်လိုက်ရင်ကောင်းပါပဲဆိုပြီးတော့တွေးနေတယ်လေရှိရလို့လည်းရှိမယ်အဲစစ်သူရေးစားဘွားမှာဆိုလို့ရှိရင်လည်းသူကတော့ငါ့ကိုကိုပြီးပြုတ်ဆိုင်လာပြီးရင်တော့ကောင်းပါပဲဆိုပြီးတော့မှတွေးနေတယ်လေရှိမှာပဲဒါကြောင့်မလို့အဲ့လိုမျိုး ရဲ့မျှော်လင့်ချက်လေးတွေပေါ့နော်ကိုယ့်ရဲ့ expectation လေးတွေအရဆိုလို့ရှိရင်ဒီလမ်းမှာဆိုလို့ရှိရင်တော့ဘယ်လိုပြောရမလဲထက်လာဖို့ဆိုတာကိုယ့်ဘက်ကလည်းမျှော်လင့်နေရဖို့ပဲများတယ်ကိုယ့်ဘက်ကလည်းမျှော်လင့်နေရတယ်ဆိုတော့အချိန်တွေမှာပဲရှိနေအောင်ပဲပေါ့နော်တကယ်ဖြစ်မလားအေးရများတယ်တကယ်ဖြစ်လာတေးဖို့များတယ်ပေါ့နော်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အဖြစ်တွေပါတယ်စောင့်နေသူတွေပေါ့နော်တစ်ဖက်သူရဲ့အချက်ကိုရဖို့တော့စောင့်နေသူတွေဆိုလို့ရှိရင်လည်းတစ်ဖက်သူကနေပြီးတော့ကိုယ့်ကိုပြင်မကျက်လာတေးရတယ်သူရဲ့အဖြစ်တွေကိုစောင့်မျှော်နေရတာမျိုးလေးဖြစ်တတ်တယ်ပေါ့နော် ချုပ်လူတွေဆိုလို့ရှိရင်လည်းပဲ ADRS လေးတွေဆိုလို့ရှိရင်လည်းပဲသူပြန်တွေ့ရဖို့အတွက်အဲ့ဒီအချိန်လေးတွေကိုအဆောက်ညွန်နေရတာမျိုးလေးတွေဖြစ်တဲ့အဲလွမ်းနေရမျိုးလေးတွေဖြစ်တတ်ပါတယ်။နောက်ပြီးလို့ရှိရင်ဒီ crash တွေပါရှိရတူဆိုလို့ရှိရင်လည်း crash ကြီးကနေပြီးတော့မှစာလေးတွေညွန်နေရမျိုးလေးတွေသူ့ဘက်ကစာမပြန်လာလို့စာလေးတွေညွှန်ရတာမျိုးလေးဖုန်းကောလေးတွေညွှော်ရတာမျိုးလေးတွေပေါ့နော်။ကိုကစာပို့တော်လေးပဲတစ်ဖက်ကစာမပြန်လာမျိုးလေးတွေကိုကြုံတွေ့ရဖို့ရှိပါတယ်။ဒါကြောင့်မလို့ ဒီလာမဲ့ဂျွန်လာမှာဆိုလို့ရှိရင်တော့ဒီအခြေအနေနဲ့ပတ်သက်သွားလို့ရှိရင်ကိုယ့်ရဲ့မျှော်လင့်ချက်တွေရာဆိုလို့ရှိရင်စောင့်မျှော်နေရမယ့်ကာလစောင့်မျှော်နေစေကာလတခုလို့လိုပါနေပါရှင်။နောက်ပြီးတော့မှဒီလာမဲ့ဂျွန်လာမှာဆိုလို့ရှိရင်အခြေအနေနဲ့ပတ်သက်ပြီးတော့မှတခြားသောအာထူးထူးခြားခြားဘာတွေဖြစ်ပြီးတော့ရှိနေလဲဆိုတာကိုကြည့်ကြည့်ရအောင်။ ာဒီကရဆိုလို့ရှိရင်ဒါကလည်းဘယ်လိုပြောမလဲအဓိကအဖြစ်တော့ဒီအနာဂတ်နဲ့ပုံပြီးဆက်ဆိုင်တဲ့ကက်ကလေးပေါ့နော်အနာဂတ်နဲ့ပတ်သက်ပြောလို့ရှိရင်ဒီအစေးမှာဆိုရင်အာအနာဂတ်တစ်ခုကိုကိုကနေပြောမှာထားပါတော့နော်ကိုရဲ့စီခံစားချက်တည်းရဆိုလို့ရှိရင်ပြောင်းလဲလာအရင်တော့ကတော့ပျော်ပဲတွဲအရင်တော့ကတော့အာအတိမတွဲဘူးနော်အတွဲမှဆိုလို့ရှိရင်လည်းပဲအကြာကြီးစိတ်ထဲမှာမထည့်ထားဘူးပေါ့နော်အရင်စိတ်ထဲမှာမထည့်ထားဒီ feeling တွေပါမရှိဘူးဆိုလို့ရှိရင်လည်းဒီဂျွန်နာနဲ့စပြီးလို့ရှိရင်ကိုယ့်ဘက်ကပြောင်းလဲမှုတွေဖြစ်လာမယ် ခလက်ချက်တွေမှာဆိုလို့ရှိရင်ပို့ပြီးတော့မှအတိကွဲချင်လာမယ်ပေါ့နော်ဒီဇိုင်းတွေဘာတွေမရှိသေးဘူးဆိုလို့ရှိရင်လည်းအတိဒီဇိုင်းဖြစ်တဲ့သူပဲအဲမျိုးတွဲချင်လာတာမျိုးနော်ပြီးလို့ရှိရင်ဒီလိုချစ်သူရေးစားရှိပြီးသားဆိုလို့ရှိရင်လည်းကိုလက်ရှိချစ်သူကိုမှမှအတိထွက်သွားချင်တာပေါ့နော် ထားပိုင်းကတော့အလားတူပြောင်းလဲချက်တွေနဲ့တွဲရမျိုးမဟုတ်ပေမဲ့လည်းသွေးသွေးဖြစ်ဖြစ်နဲ့ပို့ပြီးတော့မှအဲ့လိုမျိုးအတိအကျလေးဖြစ်လဲဖြစ်လာစေချင်တာမျိုးလေးတွေပေါ့နော်တိကျလေးတွေပို့ပြီးတော့မှခဏိကပုတ်လေးလေးရလာချင်တဲ့တစ်ဖက်သူကပို့ဝီတီပေးရမျိုးလဲလိုချင်တာလဲအာပြရခါကြလို့ချင်းပြောင်းလဲလာတယ်ပေါ့နော်သူနဲ့ပတ်သက်သွားတော့မှအင်တာဘွားတစ်ခုကိုထူထောင်ချင်တယ်ဆိုရင်စိတ်ကူးလေးတွေပေါ်လာမျိုးလေးဖြစ်တတ်ပါတယ်အာဒီစတူဒီဇာမရှိတဲ့သူတွေဆိုလို့ရှိရင်တော့အဲ့လိုမျိုးအတိအကျဖြစ်တဲ့သူတယောက်ကိုကိုကောက်ကောက်မမုံနဲ့အနာကကကောက်ကိုပေးနိုင်မလို့တယောက်ကိုပဲကွာမျော်လေးလိုတာမျိုးပေါ့နော်အဲ့လိုမျိုးခန်းစားချက်ပိုင်းတွေပါရင်ထက်စားလို့ရှိရင်ငွေကြေးပိုင်းတို့နော်အခြေစားဖြစ်တဲ့အပ ိုင်းတို့ကိုပဲကြည်တာမျိုးတွေပါဖြစ်တတ်တာပါတယ်။အာဆိုရခါကျတော့ဒါထက်မျိုးဖြစ်နိုင်တယ်ပေါ့။စိတ်ရည်စားရှိပြီးသားသူဆိုလို့ရှိရင်တော့လက်ရှိစိတ်ပေါ်မှာပဲပို့ပြီးတော့ matic feeling တွေဖြစ်တာမျိုးဖြစ်တတ်တယ်။တကယ်လို့လက်ချက်တွေရေးစားမှရှိတည်းရယ် single လေးတွေဆိုလို့ရှိရင်တော့လုံးဝ crown နဲ့ဖြစ်ပြီးတော့မှအရှင်ကြီးဖြစ်နေတဲ့လူတွေနဲ့ပဲတွဲချင်းတော်တာမျိုးကိုယ့်ကိုအကြာကြီးတကယ်ကူမှအာအချစ်ချစ်ချစ်မှလက်ချက်တဲ့သူပဲပေါ့နော်အကြာကြီးပေါ့အဲ့ဒီ merit တွေတော့နိုင်တဲ့အထိအာဆွဲခေါ်ပေးသွားမယ်လူမျိုးပဲတွဲချင်းတော်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ဒီကာလမျိုးမှဆိုလို့ရှိရင်တော့အာဘယ်လိုပြောမလဲ ပို့ပြီးတော့မှအဲတစ်ဖက်သူကိုကိုကနေပြီးတော့ဗောနော်ဒီဗီဇာရှိတဲ့သူတွေရာဆိုလို့ရှိရင်တော့လက်ရှိချစ်သူကိုပဲပို့ပြီးတော့မှတိစီတွေနဲ့ချက်တော့ဖို့ရှိတယ်တကယ်လို့ချစ်သူဗီဇာမရှိသေးတဲ့သူတွေဆိုလို့ရှိရင်တော့အဲအလိုမျိုးအတေးကြဖြစ်နေတဲ့သူအလောက်ကိုင်းဒီဗီဇာရှိတဲ့သူမျိုးတို့မဟုတ်လို့ရှိရင်လည်းအာစစ်ပန်းဆိုင်ရင်ကျတဲ့သူမျိုးကိုပဲပို့ပြီးတော့မှရွေးချယ်ချင်တာမျိုးတွေဖြစ်တတ်ပါတယ်ပို့ပြီးတော့မှ serious relationship ကိုတွားချင်တာမျိုးပေါ့နော် serious relationship ဖြစ်နိုင်တဲ့သူမျိုးကိုရွေးချယ်ချင်တာမျိုးတွေ ဖြစ်လာလို့ရှိပါတယ်။ဘာလို့လဲဆိုတော့တို့တွေကဆိုလို့ရှိရင်ဒီလိုမျိုးတွဲလိုက်ဖြစ်လိုက်အာဆက်ဆံရေးမျိုးတွေကိုမလိုချင်တော့ဘူးခဏလေးတွဲပြီးခဏလေးနဲ့ပြက်အဲ့လိုမျိုးလေးတွေကိုမလိုချင်တော့ဘူးအကြာကြီးတွဲပြီးတော့မှဟိုးလာမယ်။လာကြတဲ့ ठी ကိုဆက်ပြီးတော့မှတူတူတွားချင်တယ်တူတူတွားပြီးတော့မှဖန်တီးချင်တယ်စိတ်ကလေးပေါ်လာတတ်တယ်ပေါ့နော်။ဒါကြောင့်မလို့လည်းပို့ပြီးတော့မှ serious ဖြစ်တဲ့ relationship တစ်ခုကိုအာလိုချင်တာလိုချင်တာလိုက်မယ်လို့လူကမြင်ပါတယ်ပေါ့နော်။ နောက်ဆုံးတကယ့်ကိုကြည့်ပြပါမယ်နောက်ဆုံးတကယ့်အနေနဲ့ဆိုလို့ရှိရင်ရောဒီလာမဲ့အဲတက်လာမှာဆိုလို့ရှိရင်ဂျွန်လာမှာဆိုလို့ရှိရင်ဒီ video လေးဖတ်နေတူတူရဆိုလို့ရှိရင်ရောဘာတွေနဲ့ပတ်သက်ပြီးတော့မနော်အစ်စ်နဲ့ပတ်သက်ပြီးတော့ဘာတွေကိုလာပြီးတော့မှခံစားမှုရှိလဲဘာတွေဆက်ပြီးတော့ဖြစ်ပေါ်အောင်မှုရှိလဲဆိုတာကိုကြည့်ပြပါမယ်အာဒီကြက်ရဆိုလို့ရှိရင်တော့ပြောတာကတော့ဒီဂျွန်နာမှာဆိုရင်ပေါ့နော် move on လုပ်ရမယ်ဘိုင်းတို့ဖို့ရှိအဲ့ဒီ move on လုပ်ရမယ်ဆိုတာကဒီ စကားပြောရတဲ့အပိုင်းတွေလည်းရှိတယ်ပေါ့နော်ဆက်ပြီးတော့အာလူပါဥပမပြောရမယ်ဆိုလို့ရှိရင်စကားပြောဆိုရမယ်လူတွေကတော့အများစကားပြောနေရမှာအခြေအမှပဲပြည်လောက်ကင်မှာပြည်ဒါတော့အခြေအပိုင်းမှာပေါ့နော်အခြေအပိုင်းမှာပြောရမယ်စကားတွေဒါကြောင့်မလို့ကိုနဲ့ကိုရဲ့ကိုတစ်ဖက်အဲကိုတဘောကြရဲ့သူတို့မဟုတ်လို့ရှိကိုရဲ့ချစ်သူပေါ့နော်အဲ့လူနဲ့ပြောရမယ်စကားပြောဆိုရတဲ့အပိုင်းတွေမှာဆိုလို့ရှိရင်သူ့ဘက်ကအနိုင်ယူတာမျိုးနော်သူ့ဘက်ကနေပြောမှာကိုကိုအဲ့လိုမျိုးပေါ့တစ်ဖက်သက်ပေါ့နော်အဲ့လိုအနိုင်ယူပြီးတော့စကားပြောတာမျိုးစကားပြောဆိုရတဲ့အပိုင်းတွေမှာကိုကိုအနိုင်ယူတာမျိုးပေါ့နော်စကားနိုင်ယူတာမျိုးပေါ့နော် လိုမျိုးလေးလေးရှိတယ်နောက်ပြီးလို့ရှိရင်အာနောက်တစ်ခုကဘာလဲဆိုတော့อืมတခါပြောရတဲ့အပိုင်းတွေမှာသူ့ဘက်ကအနိုင်ပိုင်းပြောရမျိုးလေးတွေပွက်ခံစားမှုရှိတယ်เนาะတကယ်လို့နှစ်မျိုးပေါ့เนาะပထမတစ်ခုကကျတော့သူကအဲ့လိုအနိုင်ပိုင်းပြောရမျိုးဖြစ်နိုင်တယ်လို့ပဲကိုယ့်ဘက်ကဒီပြောမှာသူ့ကိုတော့ပြီးအနိုင်ပိုင်းပြောရမျိုးဖြစ်နိုင်တယ်ပေါ့เนาะအာတချို့ကကျတော့လည်းသိရမလား relationship တွေမှာဆိုလို့ရှိရင်သူဘာကြောက်လဲဆိုတော့သိတယ်သိလို့ရှိရင်အဲ့အဲ့တိရအပိုင်းကိုပဲသိပြီးတော့မှနိုင်ွက်နေနဲ့တုံးချပြီးတော့မှ အဲ့ဒါကိုပဲခဏခဏတုံးချပြီးတော့မှအလိုလိုအနိုင်ပိုင်းနိုင်တယ်ပေါ့နော်ကျွန်တော်ပြောဆိုရအပိုင်းနေမှာဆိုလို့ရှိရင်အနိုင်ပိုင်းပြီးတော့မှတစ်ဖက်တူကိုအနိုင်ယူလိုက်တာမျိုးတွေတစ်ဖက်တူအရှုံးပေးသွားအောင်အနိုင်ယူလိုက်တာမျိုးတွေဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ပြောဆိုရအပိုင်းလေးတွေမှာအဆင်ပြေမှာမဟုတ်ဘူးဒီလာမဲ့ဂျွန်လာမှာဆိုတော့ကျွန်တော်ပြောဆိုရအပိုင်းလေးတွေမှာအဆင်ပြေမှာမဟုတ်ဘူးသူ့ဘက်ကသူ့ကြောင့်အဆင်ပြေတာလည်းဖြစ်နိုင်တယ်လို့မျိုးပဲကိုယ့်ကြောင့်အဆင်ပြေတာမျိုးလည်းဖြစ်နိုင်ပါတယ်အာနောက်ပြီးတဲ့ခါကျတော့ရှင်မမျှတာရဲ့စကားဝိုင်းတွေပေါ့နော်မမျှတာလို့ဆိုတာက အဲ့လိုမျိုးတစ်ဖက်တစ်ဖက်ကပဲအနေအနိုင်ရနေတဲ့စကားဝိုင်းလေးတွေစကား conversation တွေဖြစ်နေတဲ့အတွက်ကြောင့်အနှစ်ယောက်ဖြစ်တဲ့တယောက်ကဘယ်တော့မှပြောမနေရဘူးပေါ့နော်။မဟုတ်လဲဆိုစကားပြောဆိုလိုက်တဲ့အပိုင်းမှာပိုချစ်ရတဲ့သူကပို့ပြီးတော့ရှုံးနေတဲ့အတွက်ကြောင့်ကိုကပို့ချစ်တယ်ဆိုလို့ရှိရင်ကိုရှုံးမယ်ဒီစကားဝိုင်းမှာ။သူကပို့ချစ်တယ်ဆိုရင်သူကရှုံးမယ်ပေါ့နော်။ဒါကြောင့်မလို့အာအချစ်ခင်ရတဲ့သူကတော့အနိုင်ပိုင်းပြီးတော့ပဲစကားလိုက်စကားဝိုင်းကိုတွန်းနေပြီးတော့မှအာအနိုင်ယူသွားမယ်စကားဝိုင်းမှာဆိုသူကနေပြီးအနေအနိုင်ရနေမှာအတာရနေလို့ဆိုတဲ့အတွက်ကြောင့် ပြောဖို့တော့တိတ်မရှိဘူးကိုယ့်ဘက်ကမပြောရတဲ့အမျိုးသားဖြစ်နိုင်တဲ့လူမျိုးပဲသူ့ဘက်ကမပြောရတဲ့မျိုးသားဖြစ်နိုင်ပါတယ်ဒါကတော့ generative ဖြစ်တဲ့အတွက်ကြောင့်ဖြစ်နိုင်ခြင်းမျိုးမျိုးလေးပေါ်လာပါတယ်เนาะအဲဒါကလို့ဒီလားဒီမှာဆိုလို့ရှိရင်ဒီချွန်လားမှာဆိုလို့ရှိရင်တော့ဇာတ်ကားတွေ့ဆရာအိုင်လေးတွေမှာတော်ရှင်စရာတိတ်မကောင်းတာလေးတွေမြင်ရတယ်မမျှတာတဲ့ဇာတ်ကားဝန်းကြီးတွေပြောရဖို့ရှိတယ်နောက်ပြီးလို့ရှိရင်လည်းကိုယ်ခလေးထားတဲ့အရာလေးတွေကိုတောင်းတနေတဲ့အရာလေးတွေကလည်းတကယ်ဖြစ်လာဖို့မရှိသေးဘူးလို့ကမြင်ပါတယ်ဒါပေမဲ့တစ်ခုရှိရတာကလည်းဆိုလို့ရှိရင်ဒီဘောနောလက်ရှိ အခြေအပိုင်းမှာဆိုလို့ရှိရင်တော့ပို့ပြီးတော့မှလက်ရှိချစ်သူရှိရတဲ့လူဆိုလို့ရှိရင်ပို့ပြီး deep feeling ဖြစ်တဲ့ serious relationship ဘက်ကိုသွားချင်တာမျိုးတွေဖြစ်လာလိမ့်မယ်လက်ရှိချစ်သူကိုလည်းပို့ပြီးတော့မှချစ်လာတာမျိုးပို့ပြီးတော့မှအာသူနဲ့အတူကြဖြစ်လာချင်တာမျိုးတွေတွေ့ရပါတယ်။နောက်ပြီးလို့ရှိရင်ဒီချစ်သူရေးစားမရှိတဲ့ single ဆိုလို့ရှိရင်တော့အတူကြဖြစ်တဲ့သူမျိုးเนาะကိုယ့်ကိုအတူတဲမဲ့လူမျိုးကိုပဲအဲ့လိုမျိုးစိတ်ထဲမှာပို့ပြီးတောင်းတလာမျိုးတွေကိုလည်းမြင်ရပါတယ်။ဒီတစ်ခါကျတော့ဒါကတော့ လောဘရဲ့ဒီဂျွန်လာမှာဆိုလို့ရှိရင်ဘာတွေဖြစ်ပေါ်လာဖို့ရှိတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့ပြောပြခဲ့ရဖြစ်ပါတယ်အာတကယ်လို့များ the reading ဟာဆိုလို့ရှိရင်ပေါ့နော်ဒီဂျွန်လာကုန်သွားတဲ့အခါမှာလောဘကွတီကြီးလောဘပြောခဲ့တဲ့အတိုင်းမှန်နေတယ်ဆိုလို့ရှိရင်တော့လောဘရဲ့ဒီအာဖျောက်သားပေါ့နော်ဒီ view ဒီ video လေးကိုကြည့်နေ view ပါနဲ့လောဘနဲ့ဆိုလို့ရှိရင်တော့လောဘရှိဦးမှာ energy ကိုက်သွားပြီဒါကြောင့်မလို့တကယ်လို့များ personal day ကိုနေမိမယ်ဆိုလို့ရှိရင်ပူတော့မှန်ပါပေါ့နော်100%ကျွန်တော်ဖြစ်တဲ့အတွက်ကြောင့် မေ့ကျင်တယ်ဆိုလို့ရှိရင်တော့ personal mailing list တွေကိုလိုမှလည်းပြောက်ထဲပေါ့နော်မေ့ကျင်တယ်ဆိုလို့ရှိရင်တော့ဒီ Telegram channel မှာလာပြီးတော့မေးလို့ရတယ်အာခဏကပြောခဲ့တဲ့အတိုင်းပဲ one question နဲ့ထားအောင်ね three question ဆိုလို့ပြောတော့ညမချာဆိုပြီးတော့မှ reading တွေကိုဖတ်ပေးပါတယ်နော်အာကြည့်ပေးခဲ့ကြရဲ viewer လေးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက် video တွေတင်ပြီးတော့တွေ့ကြပါအောင်နော်အားလုံးပါပါ